ကဲဆက်လက်ပြီးတော့ကျွန်တော်တို့တပတ်တာအတွင်းဗုဒ္ဓဘုရားသမီးတွေကံကြမ္မာကိုလမ်းညွှန်သွားမှာဖြစ်တဲ့အတွက်တရက်ဇွန်လ2025တနင်္ဂနွေနေ့ကနေပြီးတော့9ရက်ဇွန်လ2025စနေနေ့အထိတပတ်တာအတွင်းကျွန်တော်တို့ဗုဒ္ဓဘုရားသမီးတွေကံကြမ္မာအခြေအနေကိုကြည့်လိုက်ကြရအောင်အဲ့တော့အပတ်စဉ်အားပေးနေကြတဲ့ရဝေးရနီပြည်ရင်းပြည်ပမိတ်ဆွေတွေကိုလည်းအထူးကျေးဇူးတင်ပါတယ်အဲ့တော့ဘုရားသခင်တရားတော့ဒီတော့မှာဆိုရင်တော့ရွှေငွေရတနာပေါ်ကျွယ်သွားမဲ့တပတ်တာဖြစ်ပါတယ် ဲ့တော့ဆုံးရှုံးထားတဲ့ငွေတွေရွှေတွေပြောင်းဝင်မှုရအလားအလာရှိတယ်။မမျော်လင့်မဲနဲ့ငွေကြေးကန်ကောင်းမဲ့လောက်ကန်ကြံစီတာတွေအဆင်ပြေမဲ့ဆိုတော့တပတ်တာဖြစ်ပါတယ်။အဲ့တော့ဒီတပတ်မှာဆိုလို့ရှိရင်တော့ဟာလာတိတိတာတာတိုးတက်မှုတွေအလားအလာအခွင့်အလမ်းကောင်းတွေရရှိမှာ ဖြစ်ပါတယ်။အဲ့တော့ကိုစူးစမ်းခဲ့တဲ့ဟာတွေကဒီတပတ်မှာမှလာပြီးတော့အရာထင်မဲ့ကန်ကောင်းမဲ့ဆိုတော့တပတ်တာဖြစ်တယ်။ကောင်းသောခီးတွေကြုံရမဲ့ဆိုတော့တပတ်တာဖြစ်တယ်။အဲ့တော့ကောင်းသောခီးရေးကြီးတဲ့ခီးတွေတွားလို့လာလို့လှုပ်လို့ရတယ်အဆင်ပြေမယ်ကိုကြီးရဲ့ကြံစီထားတာတွေကိုအကောင်အထည်ဖော်ခြင်းဖြင့် အောင်မြင်မယ်ဆိုတဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့ပြီးခဲ့တဲ့တလနှစ်လတပတ်နှစ်ပတ်မှာအဆင်မပြေဘူးအဆင်မပြေဘူးဆိုတဲ့ကိစ္စတွေကအခုကျမှအဆင်ပြေမယ်ကံကောင်းမယ်ဆိုတဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့ဟုတ်လားဒီတပတ်မှာဆိုရင်တော့ကိုယ်ပိုင်လုပ်ငန်းရောင်းဝယ်လုပ်တဲ့မိတ်ဆွေတွေဆိုရင်လည်းတိုးတက်မှုတွေရှိမယ်ဟုတ်လားအဆင်ပြေမယ်အောင်မြင်မယ်အခြေအိမ်တော်ရင်းနဲ့ပတ်သက်ရင်လည်းဒီတပတ်မှာကံကောင်းတယ်ကျေးရင်တော့ပတ်တဲ့စိတ်ချမ်းသာတာပျော်ရွှင်ရတာအစမပြေတဲ့အခြေအိမ်တော်ကိစ္စတွေပြန်လဲအစမပြေတာမျိုးတွေဖြစ်မယ် ကျမ်းမာရေးနဲ့ပတ်သက်ရင်လည်းပူစရာမလိုဘူးပုံမှန်အခြေအနေသို့မဟုတ်ပုံမှန်ထက်ကောင်းတဲ့ကျမ်းမာရေးအခြေအနေရှိပါတယ်အဲ့တော့ကျမ်းမာရေးကန်ကောင်းတယ်လို့လည်းပြောလို့ရပါတယ်အဲ့တော့ဒီတစ်ပတ်ကတော့ကျွန်တော်အနှစ်ချုပ်အားဖြင့်အဖက်ဘက်ကနေကိုကန်ကောင်းနေတာပါအဲ့တော့နော်အဖက်ဘက်ကနေပြီးတော့ကန်ကောင်းနေတာကိုလှုပ်တဲ့မြဖြစ်မယ်အရာထင်မယ်ဆိုတဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့ကို့မှာရှိနေတော့ရှိနေတဲ့အခက်ခဲတွေစိုးရင်စရာတွေကဒီတစ်ပတ်မှာအလုံးလွတ်မြောက်ကျော်လွှားနိုင်မှာဖြစ်ပါတယ်အဲ့တော့ဆိုင်ကနာရုံးကနေပြင်မယ်အလုပ်သွားချောင်းမှာအင်တာဗျူးပြင်မယ်ဆိုရင်ဒါလည်းမျိုးတွေအခြားသောအရေးကြီးကိစ္စတွေ ဲဒါတွေအကောင်တွေပေါ်လှုပ်ဆောင်ခြင်းဖြစ်ကံကောင်းမယ်အဆင်ပြေမှာဖြစ်ပါတယ်အဲ့တော့ဒီတစ်ပတ်ကတော့ဟလာအဖက်ဖက်ကနေကံကောင်းပျော်ရွှင်စရာကောင်းတဲ့တပတ်တာကာလကိုကောင်းစွာဖြတ်တန်းမှာဖြစ်ပါတယ်ဒီတစ်ပတ်တော့ကံကောင်းလက်ရှိငနန်းဒီ၅ကရအချိုးပြည့်တဲ့ရောင်ကတော့ကြက်သွေးရောင်ဖြစ်ပါတယ်ဘုဒ္ဓဘုရားသမီးတွေအတွက်ပါ